အောက်တန်းစားဆိုတာတတ်မှတ်ဖို့အတွက်အောက်တန်းစားတွေရဲ့အမှုချက်နေမင်းသိလားဆိုတော့မသိပါဘူးဒီမသိရင်ငါရှင်းပြမယ်လို့ဆိုပြီးတော့ဒီတောက်တန်းကိုဟောတာနော်အဲ့တော့လောကမှာလူတွေတတ်မှတ်တဲ့ပုံစံလည်းမဟုတ်ဘူးအောက်တန်းစားလို့တတ်မှတ်ရတယ်ဆိုတာဟာသူရောက်မှာလို့တတ်မှတ်ရတာသူ့မှာအမှုချက်နေရှိတယ်သူတို့သူများတို့ မြင့်မြတ်သူလို့သတ်မှတ်တာလည်းပဲသူ့မှာအမှုအကျင့်တွေရှိတယ်။အဲ့ဒီအမှုအကျင့်တွေကိုကျင့်ပြီးတော့မှဒီလိုသတ်မှတ်ချက်ဆိုတာရှိတယ်။အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီပုံနာရဲ့အခိကပါရဒွါစပုံနာလို့ခေါ်တယ်။ပါရဒွါစပုံနာတွေမဲ့လေးရှိတဲ့နာမည်တစ်ခုပါ။ သူ့ကိုသူကလည်းသူ့ဆရာကဘာလဲလို့ဆိုရှုရှုထိုင်တိုင်းလောက်တာတယ်ဖះမြင်တာနဲ့စိတ်တူမဝင်ခဲနဲ့ပြန်ထွက်တော့အဲ့ဒီမှာပဲနေဆိုပြီးတော့အဲ့ဒီလိုမောက်မောက်မမဆက်ဆံအဲ့ဒီမှာမြတ်စွာဘုရားကဒီတုတ်တံကိုဟောတာငါကဝတ္တလာလားမင်းကဝတ္တလာလားအမှုအချက်ချင်းမှာမြတ်စွာဘုရားက အမတန်မှယဉ်ကျေးတယ်ပိုလိုက်ဖြစ်တယ်သူကရိုင်းဆိုင်တယ်သူကသူဇမ်းမြင့်ဆိုပြီးတော့ရိုင်းဆိုင်တဲ့စကလုံးတွေကိုတုံးတယ်လေဝတလာအောက်တန်းစားတရုတ်မှာမုံကကတုံးအယုတ်နဲ့အဲ့တော့သူကမောင်မောင်မမနဲ့ပြောတာမြတ်စွာဘုရားက तू မောင်မောင်မမပြောပြီမဲ့လို့မျက်နှာအမှုရာဘာမှမပြောင်းလဲပဲနဲ့ မြေကြီးကမြေကြီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်မြေကြီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်ဆိုတာမြေကြီးဟာမြေကြီးပေါ်မှာကောင်းတာတွေချလို့လေအပြုံမှုမစင်ညကြီးတွေချလို့လေမြေကြီးကမမဲ့ဘူးနှာခေါင်းမရှုံဘူးပေါ့ဆိုလိုတာကမြေကြီးဟာ ပထဝီသမစိတ်ဆိုလူရဲ့စိတ်ဟာအဲ့ဒါလို့အစိုးနဲ့အကောင်ကြုံတွေ့တဲ့အခါမှာဘယ်လိုမှပြောင်းလဲချက်မရှိတာဘူးမြေကြီးနဲ့အလားတူတူတယ်လို့ဒီလိုပြောမြေအထုနဲ့တူသောသီခံစိတ်တို့ဘာလို့သုံးတာအဲ့ဒီအတိတ်ပဲသုံးအဲ့ဒီမှာမြတ်စွာဘုရားကမင်းဝတ္တလအောက်တန်းစားတိယုံမာဆိုတာဘာနဲ့တတ်မှတ်တယ်ဆိုတာသိသလား မသိပါဒီမသိရင်ငါပြောပြမယ်ဆိုပြီးလက်ဆော်ပြဒီတုတ်တံကိုခေါ်တာအဲ့တော့နမတိခါထာမှာမြတ်စွာဘုရားဘာဟောတော့ဆိုကောဒနောဥပနာဟိသပါပမခိသယောနရောဝိပန္နဒိဋ္ဌိမာယာဝီတံစင်ညာဝတလောဣတိတဲ့မြတ်စွာဘုရားရဲ့စကားတော်နဲ့ပြောမှဆိုရင် အချင်းချင်းပြောရမယ်ဆိုလို့ရှိရင်ဘာလဲကောဌနာဆိုတော့ဒေါသကြီးတဲ့လူစိတ်ဆိုးတတ်တဲ့လူကောဓနာရာရာကိုသိခံမှုမရှိဘူးစိတ်ဆိုးတတ်တယ်ဒေါသကြီးတယ်ရှူးရှူးထိုင်းထိုင်းလှုပ်တတ်တယ်ဥပ္ပနာဟိစိတ်ထဲမှာတေးမှတ်ထားတာရံညိုးဖွဲ့တတ်တယ်ပါပစိတ်ဓာတ်ကရုပ်မာတယ် မခီကျေးဇူးကန်းနေဘလို့မှသူ့ပေါ်ကျေးဇူးပြုတော့လေအတိမပြုတဲ့လူမဟုတ်ဘူးအကူညီလဲကျေးဇူးမတင်တတ်တဲ့လူပေါ့ကျေးဇူးမတင်တတ်တဲ့လူဆိုတာအမျိုးမျိုးရှိတယ်နော်ဗဆန်အိတ်ကလေးကြနေလို့တယောက်ကနေပြီးတော့ဟာဒီမှာဗဆန်အိတ်လေးကြနေကောက်ပေးလေကျေးဇူးမတင်ဆောင်ဆွဲယူတော့ အဲ့ဒါလို့ဂျေဇုမတင်တတ်တာမက်ခီလို့ခေါ်ဂျေဇုကိုခြေဖြတ်တဲ့ပုဂ္ဂိုလ်နောက်တစ်ခုကဝိပန္နဒိဋ္ဌိတဲ့ကံရဲ့အကျိုးတရားတွေကိုလက်ခံခြင်းမရှိဘူးဒါနလုဒ္ဓအလကားပဲဘာမှအကျိုးမရှိဘူးကုသိုလ်ကံအဟုသိုလ်ကံရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာမရှိဘူး အမေဖေဆိုတာကိုအတိမမပြူဘူးအမေဆိုတာမရှိဘူးဖေဆိုတာမရှိဘူးအမေဖေကိုအတိမမပြူလို့အမေပေါ်မှာအဖေပေါ်မှာပြုစုလို့ကြွေးလိုက်ကုသိုလ်မရဘူးစော်ကားလည်းအပြည့်မဖြစ်ဘူးဒီလောကသားတွေအတွက်တမလွန်လောကဆိုတာမရှိဘူးသိပြီးပြီးတာပဲတမလွန်သားတွေအတွက်လည်းဒီဘဝဆိုတာသူတို့မှမရှိဘူး တည်ပြီးပြန်ဖြစ်တဲ့တ attva ဆိုတာမရှိဘူးအမှန်တရားကိုထုတ်ဖို့ဟောကြားနိုင်တဲ့ဖရားဆိုတာလောကမှာမရှိဘူးလို့အဲ့ဒါလို့မှားရဲတဲ့အယူဆ10မျိုးကိုအခြေခံထားတဲ့ပုံကိုယ်တွေကိုဝိပန္နဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါလို့မှားရဲတဲ့အမြင်တွေကိုအခြေခံထားရုံမကဘူးသူကမာယာဝီမာယာများတယ်တဲ့ မာယာများတယ်ဆိုတာဘယ်လိုဟာတော့ဆိုလူတွေကမာယာမာယာနဲ့ပတ်သက်ပြီးသုံးတာအမျိုးသမီးတွေကသာမာယာများတယ်မာယာများတယ်ပြောနော်တချင်းတောင်ရှိသေးတယ်ထင်တယ်နော်မိမမာယာတဲကိုးပြပြောကြတယ်မာယာမာယာမာယာဆိုတာဘာကိုဆိုလိုတာတော့ဆိုကိုလှုပ်ထားတဲ့အပြစ်တစ်ခု လူသိမှဆိုလို့အပြစ်ကိုဖုံးကွယ်တာမာယာပဲအဲယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုလှုပ်ထားတဲ့အပြစ်ကိုဖုံးကွယ်တယ်သူတော်ဘာတွေမသိပါစေနဲ့ကိုလှုပ်ထားတဲ့မကောင်းမှုသူများကိုမသိအောင်ဖုံးကွယ်တယ်အဲ့ဒါကိုမာယာလို့ပြောတာအဲ့ဒီလို့ အမှုအကျင့်စိတ်နေစိတ်ထားရှိပြီဆိုရင်တန်စင်ညာဝတလောဣတိအဲ့ဒီလိုပုံကိုမျိုးကိုဝတလအောက်တန်းစာရုပ်ပါသူသူရုပ်လို့ဒီလိုသိပါလို့မြတ်စွာဘုရားဒီလိုအဲ့တော့တဲ့တဲ့ကြီးလို့ကိုသွားကြအဲ့ပုံနာကြီးရွှေရွှေတိုင်းတိုင်းလုံးတဲ့ပုံနာကြီးကိုမြတ်စွာဘုရားကဒီစကလုံးနဲ့တဲ့တဲ့ကြီးပဲ ငါကဝတ္တလားမဟုတ်ဘူးဝတ္တလားဖြစ်နေတာကမင်းပဲဘာဖြစ်လို့ဒီအမူအကျင့်တွေရှိတာမင်းငါမှမရှိဟောဒီအိဗယ်မျိုးတိုက်ရိုက်ဖော်မပြောပေမဲ့လို့မြတ်စွာဘုရားကလိမ္မာပဏ္ဏစွာတုံးလိုက်တဲ့စကားလုံးကအဲ့ဒီအိဗယ်သွားရောက်တယ်ပေါ့အဲ့တော့ဝတ္တလားနဲ့ပြမနာဧကမိကောဒနာဆိုတာစိတ်တိုးတယ်ခဏခဏစိတ်ဆိုးတယ်ဒေါသကြီးတယ် ဥပနာဟိတိမှတ်ထားတဲ့အခဲမကြေဘူးပါပမက္ခိစေယုံမှရှိပြီးတော့ခြေစုကန်းတတ်တယ်ဝိပန္နဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုမရှိဘူးမာယာဝီလှဲ့စားတတ်တယ်ကိုမောဟဓာလှုပ်ထားပြီးတော့လူမသိအောင်ဖုံးကွယ်တတ်တယ်အဲ့ဒီအမှုအကျင့်တွေရှိတဲ့ပုဂ္ဂိုလ်ဟာဝတ္တလ အောက်တန်းစားပဲတဲ့အဲ့ဒီအမှုချင်းကိုကြည့်ပြီးတော့ဒီလူဟာအောက်တန်းစားလို့သတ်မှတ်ရမယ်လို့လို့ဆိုပြားဒီလူဟောတကနောက်တစ်ခုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်အောက်တန်းစားဟာအောက်တန်းစားရဲ့အမှုအချင်းတွေဟာဒီလောက်နဲ့မပြီးသေးဘူးဧကဇံဝါထိဇံဝါပိယောဓပါဏဝိဟိန်တတိယတ္တပါဏီ ထေယနတ္ထိတန်စညာဝတလောဣတိတဲ့ဆိုလိုတာကဘာလို့ဆိုလို့ရှင်တသိတတ္တဝါတွေကိုညင်စေတတ်တယ်တပ်ဖြတ်တတ်တယ်တတ္တဝါတွေကိုညင်စေတယ်တပ်ဖြတ်တယ်တတ္တဝါတွေပေါ်မှာအကျဉ်းနာတရားကင်းမဲ့တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တတပဲတဲ့အောက်တန်းစားပဲ ယုံညံသူယုံမာသူပဲဟောအကျဉ်းနာကဲမဲ့သူတယောက်ကိုဘလုံးမမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ပြောလို့မရအဲ့တော့ဝတ္တလတို့ရဲ့အမှုအကျင့်တတ္တဝါတွေကိုညှင်းဆဲရတဲ့เนาะတတ္တဝါတွေပေါ်မှာတနာခြင်းဆိုတဲ့အကျဉ်းနာတရားလုံးဝမရှိဘူးလို့ဒီလိုပြောတယ် အဲ့ဒီဉာဏ်တရားမရှိတဲ့ပုံကိုယ်ဒီကနေ့ခင်မာလည်းပဲမြောင်များစွာတွေ့ရတာတတ္တဝါတွေကိုညင်းဆဲတတ်ဖြတ်တဲ့ပုံကိုယ်လည်းမြောင်များစွာရှိတာဒီကနေ့ခင်မာဒီဟိုတော်တော်ရဲရဲဆက်ဆက်တတ္တဝါတွေတတ်ဖြတ်ညင်းဆဲမှုတွေရှိတယ်ပုံမှာပဲ ကြက်တွေဆိုရင်ဇောက်ထိုးဆွဲပြီးတော့ကျိုးနဲ့အောက်ကမီးဖို့ထားတဲ့ပုံမှာအရှင်လက်လက်မီးပုံမှာ ဖြတ်သွားတာတို့ကျွဲတွေနွားတွေကို အရှင်လက်လက်စက်ထဲမှာထည့်ပြီးတော့ကျိတ်လိုက်တာတို့ဒီကနေ့ခေတ်မှာတပ်ပုံတန်ဤတွေအမျိုးမျိုးနဲ့အတူတရာရက်ဆက်ကြတယ်ပေါ့အဲ့လိုရက်ဆက်တာတွေမကဘူးเนาะဒီကနေ့ခေတ်မှာ နှညိုးတို့တတ္တဝါတွေလည်းပါနေလူတွေကအစာစားတဲ့အခါမှာဟိုတယ်တို့ဘာလို့သွားလာလို့ရှင်ဟင်းမာလို့ရှင် အကောင်အရှင်ကိုလက်ညှိုးထိုးတယ်ဒီအကောင်စားကြတယ်ဆိုအကောင်အရှင်တွေကိုလက်ညှိုးထိုးပြီးတော့ပေးအဲ့ဒါကိုချက်ပြုတ်ပေးတယ်လက်လက်ဆက်ဆက်စားတယ်ဒီလိုတွေဖြစ်ကုန်အဲ့တော့လူတွေဟာ အတော်မှရက်စက်တဲ့အကျဉ်းတရားလုံးဝမရှိတော့တဲ့အနေထားတစ်ခုရောက်လာတယ်ပေါ့ဒါကြောင့်မို့လို့တတ္တဝါတွေပေါ်မှာကျင်နာတနာခြင်းဆိုတဲ့ကရုဏာတရားကင်းမဲ့လာတဲ့ကဘာကြီးမှာအေးအဲ့ဒါလိုကရုဏာတရားကင်းမဲ့တဲ့လူတွေမှာလည်းပဲတဘာဝဘေးရန်အန္တရာယ်တွေဂျုံပြီးတော့ဒုက္ခရောက်ကြတာတွေအများကြီးပဲလေတဘာဝတရားကြီးရဲ့ဌာန်ခတ်မှုဆိုတာဖြစ်လာတာပဲ ကျင်တရားအကျင်နာတရားကင်းမဲ့တဲ့လူသားတွေကိုတဘာဝတရားကလည်းအကျင်နာကင်းမဲ့စွာတန်ခတ်ကြ။ဒါကြောင့်မလို့ဒီကနေ့ခေတ်မှာအဖြစ်ဆိုးတွေကြုံကြတာရတယ်ပေါ့။အဲအဲ့လိုတ ত্ত্ব ဝါတွေပေါ်မှာအကျင်နာတနာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဝတ္တလားတဲ့အောက်တန်းစားလို့ဒီလိုသတ်မှတ်တယ် ဒါနမနစ်မြတ်စွာဘုရားမိန့်ကြားတဲ့စကားတစ်ခုနောက်တစ်ခုကယောဟန်တိပရိရုံတတိဂါမာနိနိဂမနိသနိဂဟကောတမညာတောတန်စင်ညာဝတလောဣတိမျိုးရီယာတွေကို ပိတ်ဆို့ပြီးတော့စစ်ပွဲတွေဘာတွေမှာဂျုံနေရှိတာပေါ့မျိုးရီယာတွေကိုအကုန်ပိတ်ဆို့ ပိတ်ဆို့ပြီးတော့မီးလောင်တိုင်းသွင်းတက်ဖြတ်ပိတ်ဆို့ပြီးတော့အဲ့ဒါလိုမြို့တွေရွာတွေဒီလိုဟာတွေပေါ်မှာလူတွေကိုတက်ဖြတ်ညှင်းဆဲတယ်ဆိုတော့အမှုအကျင့်ရှိတဲ့ပုံကိုယ်တွေဟာလည်းပဲတကယ်ဝတ္တလပဲအောက်ထန်းစားတွေပဲလို့မြတ်စွာဘုရားဟောတယ်။ဟောနောက်တစ်ခုကဘာတော့ဆိုရင်ဂာမေဝါယတိဝါရင်းကြီး ယံပရိတံမမယတိယံပရိတံမမယိတံထေယအဋိဏမာဒေတိတံစင်ညာဝဒလောဣတိတဲ့တောထဲမှာရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်မြို့ထဲမှာရွာထဲမှာရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်သူတစ်ပါးပိုင်တဲ့ပစ္စည်းသူတစ်ပါးသိမ့်ပိုက်ထားတဲ့ပစ္စည်းသူတစ်ပါးပိုင် ပစ္စည်းကိုတဲ့ ခိုးယူလူလူဝက်ပြီးတော့ယူတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့အမှုချင်းဒါအောက်တန်းစားရဲ့အမှုချင်းပဲလို့အရိဏဒါနဆိုအောက်တန်းစားရဲ့အမှုချင်းပဲလို့ရသော်မြတ်ဒီလိုဟောတယ်နောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိယောဟဝေဣနမာတာယစုတ်ဆမနောပလာယတိနာဟိတိဣနမတ္တိတံစဉ္ညာဝဒလောဣတိ လောကမှာသူများစီကကျွေးတွေကိုယူထားတယ်။ကျွေးတွေကိုမပေးဘဲနဲ့ရှောင်တိန်နေပြီးတော့သို့မဟုတ်မရှောင်တိန်ရင်လည်းပဲကျွေးမရှိဘူးလို့ဆွညင်းတယ်။အဲ့ဒါလို့သူများပစ္စည်းကိုနော်မတရားနည်းနဲ့ရယူသိမ့်ပိုက်ပြီးတော့ဒီလိုလောက်တတ်တဲ့ပုံကိုယ်တွေဟာလည်းပဲဝတ္တလပဲတဲ့ဒီအမှုချင်းကောင်းတဲ့အမှုချင်းမဟုတ်ဘူးလို့ ဒီကနေ့ခေတ်မှာဒါတွေလည်းအများကြီးရှိတာပဲဆုံးကြတယ်ကျွေးတွေဆုံးသွားတယ်ဆိုတာခဏခဏကြားကြရတယ်ပေါ့ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ယောဝေကိန်စိတ်ခကမြတာ ပန္ထသမိန်ဝဆန္တံသနဟန္တဝါကိစိခမာဒိတိတံစညာဝတလောဤတိလူတယောက်ကိုသူစီပါသူပိုင်တဲ့ပစ္စည်းတစ်ခုကိုအလိုရှိလို့လမ်းကနေစောင့်ပြီးတော့လူရဲ့တိုက်ခိုက်တပ်ဖြတ်ပြီးတော့ပစ္စည်းကိုယူသွားတာအေးဒီကနေ့ခင်မှုခဲနေတယ်လေဒါမျိုးကမကြား မကြားချင်အဆုံးနော်လမ်းကနေစောင့်ပြီးတော့တိုက်ခိုက်လူယူမှုဆိုတာအဲ့ဒါလို့လုံလို့ရှိရင်လည်းပဲတဲ့ဒါအောက်တန်းစားပဲတူတူပြဆောပြဟောတယ်ဘာနောက်တစ်ခုကအတ္တဟေတုပရဟေတုဒနဟေတုစယောနရောတက္ခိပုတ်တော်မူတာ ပြူတိတန်းစေညာဝသလောဣတိယုံတက်ပြီးတော့တသက်အနေနဲ့ထားပြီးတော့မေးတဲ့အခါမားတဲ့ကိုရေးကိုရာကိစ္စကြောင့်ဖြစ်စေနော်အတ္တဟေတုဆိုတာကိုရေးကိုရာကိစ္စကြောင့်ဖြစ်စေပရဟေတုသူတစ်ပါးရဲ့အရေးကိစ္စကြောင့်ဖြစ်စေဒနာဟေတုငွေကြေးဒနာဥစ္စာရလို့ပဲဖြစ်စေ ရုံးပြင်ကနားမှာတက်တည်ထားပြီးတော့မေးတဲ့အခါမှာမမှန်မကန်ထွက်ဆိုပြောကြလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလပဲအောက်တန်းသားပဲသူ့ရဲ့အမှုချင်းအောက်တန်းသားဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုကယောညာတိနံသခိနံဝါဓာရေတုပဋိဒိဋ္ဌတိ သာဟတာတံပိယေနောတံစညာဝတလောဤတိတဲ့ဒါကကိုချင်းတရားနဲ့ပတ်သက်လားကိုချင်းတရားနဲ့ပတ်သက်လားလူတွေမှာလူမှုရေးဖောက်ပြန်နေဆိုတာရှိတယ်ရှိထားတယ်ဆွေတဲ့မျိုးတွေမှာပဲဖြစ်စေကိုတဲ့အမျိုးမကင်းတဲ့တဏိနီယဖြစ်ဆက်သွယ်နေတဲ့ပုဂ္ဂိုလ်မှာပဲဖြစ်စေ သူတော်ဘာသာမယားနဲ့ပတ်သက်ပြီးတော့သဘောတူလို့ပဲဖြစ်ဖြစ်အနိုင်ထက်ချင်းချောက်ပြီးတော့လှုပ်တာပဲဖြစ်ဖြစ်မတရားမှုကာမနဲ့ပတ်သက်တဲ့မတရားမှုကိုပြုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလပဲလို့မြတ်စွာဘုရားဒီတုဒ္ဒမှာဒီလိုခေါ်တယ် ။ဟောနောက်တစ်ခုကြတော့မိဘတွေနဲ့ပတ်သက်လာ။ယောမတရံပိတရံဝါဇိနကံကတယုပနပဟုတန်တော်နပရတိတန်စင်ညာဝတလောဣတိလောကမှာခြေဆုရှိတဲ့ပုဂ္ဂိုလ်စဉ်းစားကြည့်လိုက် လူနောက်ကရောက်လာတဲ့အခါမှာကိုယ်ပထမဆုံးကျေးဇူးပြုတဲ့တခါမိပါအမေနဲ့အဖေကကိုယ့်ကိုကျေးဇူးပြုစောင့်ရှောက်ခဲ့လို့ကိုဟာလူ့ဘဝရောက်လာအဲ့လိုကိုယ့်ပေါ်မှာကျေးဇူးရှိခဲ့တဲ့မိပါနောက်ကြတော့မိပါတွေဟာအသက်အရွယ်ကြီးလို့အမေမဆွမ်းရှိလာပြီဆိုလို့ရှင်တချို့သားသမီးတွေကပြစ်ထားကြတယ် ီးပါဘူးမဆိုင်ဘူးပြစ်ထားကြပဟုတန်တော်နပရတိတလဲတနိုင်နေပစ္စည်းဥစ္စာလည်းရှိတယ်သို့သောမိဘကို မပြုစုချဘူးတဲ့ပြစ်ထားကြတယ်ကဘာနဲ့ခြီးပြီးတော့ခြီးလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုပြစ်ထားတာတွေကအလွန်များလားခုပြစ်ထားတာတွေအလွန်များလား တချို့ရက်တွေဆိုအမေအိုးအဖေအိုးတွေကိုတောထဲသွားပြစ်ထားလိုက်တယ်တချို့လူမျိုးတွေထဲမှာရှိမပြုစုယုံနဲ့မကဘူးတောထဲမှာသွားပြစ်ထားလိုက်ပြမလာနိုင်အောင်လုပ်ပြီးတောပို့ပလိုက်တာအဲ့တော့အမေဖေဟာအိုမင်းမစွမ်းဖြစ်ပြီးတော့အသက်ရွယ်ကြီးလာတဲ့အခါမိမိကိုယ်တိုင်ကတတ်နိုင်ပါရဲ့တန်းနဲ့ ဒီမိဘကိုပြုစုလုပ်ခြင်းမှုမပြုဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဒါဟာတကယ့်ကိုဝဒလာပဲလို့မြတ်စွာဘုရားဒီလိုအလုံးပြန်ပြီးတော့ချုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်သူယုံမာတို့ရဲ့အမှုအချင်းများဆိုတာအော်တဘာဝကယုံမာလာတာမဟုတ်ဘူးအမှုအချင်းကိုကြည့်ပြီးတော့လူတွေဟာယုံမာတယ်မယုံမာဘူးသို့မဟုတ်အစင်တန်းရှိတယ်မရှိဘူးဆိုတာ ဆုံးဖြတ်ကြရတယ်။အဲ့တော့ဘုန်းကြီးတို့တွေဒီမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒီဝေဒနာတုတ်တံမှာဟောထားတဲ့အချက်တွေကိုကြည့်။တို့တွေဟာဝေဒနာခေါ်တဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်မျိုးတွေအောက်တန်းကျတဲ့အလုပ်တွေအောက်တန်းကျတဲ့စိတ်ဓာတ်တွေမမွေးမှတို့တွေဟာအောက်တန်းကျတဲ့ပုဂ္ဂိုလ်တွေမဖြစ်မဖြစ်ရမှာ။အဲ့တော့ကြောင့်မလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရအတွက်မြင့်မြတ်တဲ့အတွေးခေါ် အခုပြောခဲ့တဲ့အောက်တန်းကြတဲ့အပြုတ်အမူတွေကရှောင်လိုက်မယ်ဆိုလို့ရှင်ဟောစိတ်တိုတာဒေါသကြီးတာ မလုပ်ဘူးဇံညှို့ဖွဲ့တာမလုပ်ဘူးဟောကျေစုကမ်းတာမလုပ်ဘူးမှန်ကန်တဲ့အယူအဆပဲရှိတယ်မာယွန်းတဲ့အယူအဆမလုပ်ဘူးကိလေသာတတ်တဲ့မာယာမရှိဘူးဆိုလို့ရှင်ဒါလူတော်လူကောင်းဖြစ်တယ် တတဝရီပေါ်မှာအကျဉ်းနာတရားရှိတယ်ညှင်းဆဲတပ်ဖြတ်မှုမလုပ်ဘူးအလုံးဒုက္ခရောက်တဲ့အလုံမျိုးတွေကိုမလုပ်ဘူးသူတော်ဘာပစ္စည်းနဲ့ပတ်သက်ပြီးတော့မတရားယူတာမျိုးတွေမလုပ်ဘူးနော်သူများကြွေးတွေယူထားပြီးတော့ညှင်းဆူထွက်ပြေရှောင်ပြေးတာမျိုးဒါမျိုးမလုပ်ဘူးအေးသူများပစ္စည်းရလို့မှုနဲ့ဒီလူတက်ပြီးတော့ပစ္စည်းယူတာမျိုးဆိုတာမလုပ်ဘူး ကိုယ်အတွက်ဖြစ်စေသူများအတွက်ဖြစ်စေဥစ္စာအတွက်ဖြစ်စေယုံကျင်ကနာတက်ပြီးတော့မတရားသက်တွေထွက်တာမျိုးမလုပ်ဘူးဆွေရည်မျိုးတွေနဲ့ပတ်သက်ပြီးတော့လူမှုရေးဖောက်ပြန်မှုမလုပ်ဘူးမိဟုဖအိုတွေကိုပြုစုလှုပ်ကျွေးတယ်ယိုသေးလေးစားတယ်မိဘဆွေမျိုးသားချင်းရောက်ခမအစားပြီးတော့လေးစားတယ်စော်ကားတဲ့ဇကားတွေကိုမပြောဘူးဆိုလို့ရှိရင်တို့တွေတွေဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အမှုအချက်တွေပဲလို့ မူချင်းတွေကိုတို့တွေလိုက်နာကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းဝတ္တလအဖြစ်ကနေပြီးတော့လွတ်ကင်းပြီးတော့ဗျမနလို့ဆိုတဲ့အစင့်မြင့်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း